Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှဆိုရင်တော့ဒါ day 40ကိုရောက်ရှိလာနေလို့ဖြစ်ပါတယ်ဒါကြောင့်မို့ပါတော့ဆိုလို့ဒီနေ့မှဆိုလဲမိတ်ဆွေတို့အတွက်ဒီ MLN စီးပွားရေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ပညာရလေးတွေကိုထပ်မံပြီးတော့ဖတ်ပြပေးအောင်မှလည်းဖြစ်ပါတယ်ဒါကြောင့်မို့ဆွေညိုနဲ့တူတူအားလုံးအသေးချလေးလိုက်နာထောင်ဖို့ဒီ video file တွေကနေဒါအရင်ဦးဆုံးပြောပြပေးခြင်းပါတယ်ရှင်ဒါဆိုရင်အဲ့ကျမတို့ဘယ်ပိုင်းကိုရောက်သွားပြီလဲပေါ့နော် အဲဒီမှာဆိုရင်တော့အဲ့ဒါကျမတို့အရင်ရက်တုန်းကဆိုရင်တော့ဆရာမလို့တပည့်မလို့ခက်လဲတင်ပြီးပြီပေါ့နော်ပြုပြင်ပြောင်းလို့ရချင်းဆိုလည်းတင်ပြီးပြီအဲ့ကျမတို့နောက်တက်ဆိုရင်တော့တင်တန်းအကြံဉာဏ်နဲ့ကိုအညီပေးခြင်းပေါ့နော်ဒီမှာဆိုရင်တော့အဲ့ MLN စီးပွားရေးကိုတဲ့မြန်နိုင်တယ်မြညာဆန်စွာတိဆောက်လို့လည်ရင်းနဲ့ကျမတို့ပေါ့နော်တခြားအတူများတွေးကြုံရတဲ့အမားတွေကိုရှောင်ရှားနိုင်ရပါမယ်တဲ့ပြကြရင်အတွက်အသိအကူအညီလိုအပ်ပါလိမ့်မယ်တဲ့ သင်ဟာတာဝန်ရှိပြီးတာဝန်တည်တတ်တဲ့ကုမ္ပဏီနဲ့အလုပ်လုပ်ပြီးဆိုလျင်အဲ့ဒီကုမ္ပဏီကသင်အားအခမဲ့တော်၎င်းအလွန်တင့်တင့်တဲ့နှုန်းဖြစ်တော်၎င်းသင်တန်းပေးပါလိမ့်မယ်သင်တန်းဒါမှကလက်ဆွဲစာအုပ်တွေတိတ်ခွဲတွေဗီဒီယိုခွဲတွေဆွေးနွေးပွဲတွေနဲ့အတူတူညီလာခံစာတုပ်ကိုပြုလုပ်ပေးမှလည်းဖြစ်ပါတယ်ရှင်အဲ့ကကြတော့ဒါအဲ့ဒီပြင်တဲ့လုပ်ငန်းတစ်ခုချင်းပေါ်မှာလည်း မိတို့မိဘုံလုံးစော်တင်ပြရမယ်နီလန်းများကိုလည်းလမ်းညွန်ပေးပါလိမ့်မယ်ထို့ကြောင့်လည်းဒါတင်ရရက်တီကြဆိုရင်လည်းအောင်မြင်၍အတွေ့အကြုံရှိတဲ့ဖြန့်ချီလူများကပြောပြတယ်တဲ့ဆွေးနွေးပွဲဆက်လမ်းတွေကိုမမှန်တက်ရောက်လေးလာတဲ့ပုံမှာပဲမူတည်မှာဖြစ်ပါတယ်ဒါကြဒါကြောင့်ပေါ့နော်ဒါအပြင်နဲ့ဒါရှေးရိုးစင်လာစီးပွားရေးလုပ်ငန်းတခုကိုကြည့်ပါအောင်နဲ့ သင်ဟာတဲ့အကုန်ပစ္စည်းတစ်ခုကိုကန်တွေရောင်းချတာနဲ့အပြန်ဆိုင်အပေါ်လာနေတာဖြစ်ပါတယ်တဲ့အပြင်လောကမှာဆိုရင်တော့တစ်ခုရောင်းချရဆိုတော့လည်းအပြန်ပဲတည်းအများများတယ်ပေါ့နော်အဲထို့တူတဲ့သူစည်းဘွားရေးပို့ကောင်းရန်သင်ကိုစတဲ၍သူ့ပါမဆိုးလုပ်ပေးလိမ့်မယ်အကယ်၍စည်းဘွားရေးအတွက်နီလန်ကောင်တစ်ခုရရှိလျင်ကောသင်ကိုဝေစားမျှစားလုပ်ပါမလားပေါ့နော် ်အဲ့လိုမျိုးတွေသူအားတဲ့ရှိရမြနီလန်းများကို တုံးပြောပါတော့ပြုလျော်ဝက်ချက်ကိုတော့ခတ်ထားမိတာဖြစ်ပါတယ်တဲ့အဲ့ဒါကြတော့ဒီစီးပွားရေးမှာကြတော့ဘလို့လဲဆိုရင် အခြေအနေကအများစွာကွာခြားခြားနာမှုရှိပါတယ်ပြန့်ကျီသူအများရဲ့အတမှုထူးခြားတော့တွင်ပြလက္ခဏာတွေကြောင့်သင်လုံးများဟာနှစ်ဦးနှစ်ဖက်အကျိုးရှိတာကြီးပဲဖြစ်ပေလိမ့်မယ်ဘယ်သူမှသင်အားအမျိုးဝက်ထားတဲ့အကြောင်းအရာတွေလုံးဝမရှိပါဘူး အမှန်လည်းမှာကြတော့တင့်အောင်မြင်မှုဟာတို့အားလုံးရဲ့အောင်မြင်မှုလည်းဖြစ်ပါတယ်တဲ့ဘို့အရန်မှာကောင်းတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီကပညာရဲ့၄00ဆိုတော့အရန်လဲတိုးတယ်တိုးပြီးတော့လဲထိရောက်မှုလဲအမှန်တကယ်ရှိရလဲဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီ small cobalt စီးပွားရေးမှာဆိုလဲဒီလိုပဲပေါ့နော်အဲတန်တန်းကြီးဆိုရင်တော့အကမဲ့စီးပွားရေးတန်တန်းနေတက်ရောက်ရတဲ့အခြေခံတန်တန်း address ဆိုတော့အကမဲ့ free လုံးဝ free ပေါ့နော်တက်ရောက်ခွင့်ပေးတယ်ဒီကြိုင်လဲဒါကျမတို့ပေါ့နော်ဒီအပြင်တင်တန်းနေလောက်တဲ့ကာဆိုရင်လည်းဒူတိုင်းတက်နိုင်တဲ့တင်းတင်းနဲ့ဈေးနှုန်းနဲ့ဒါကျမတို့နိုင်ငံအလိုက်လုတ်ပေးတယ်ပေါ့နော်ဒါ small ကိုပိုင်စီးပွားရေးရဆိုတော့အကျမတို့ဒီစီးပွားရေးလောက်ရတာလဲအရန်ကိုလည်းကိုယ့်ကိုလဲတာကိုယ့်ကိုလည်းဂုံယူမိရပေါ့နော်အဲဒီလိုမျိုးလေးတွေအာစကြဝဠာအတွေ့အကြုံလေးတွေကိုလည်းထပ်မံဖြည့်ဆွက်ပြီးတော့ပြောပြပေးရလဲဖြစ်ပါတယ်အဲကြောင့်ပေါ့နော် ။နော်ဒီနေ့အတွက်ကတော့ဒီကဒီလောက်လေးပဲတင်ပေးခြင်းပါတယ်ရှင်။အခြေကြီးပြောရင်ဟိုအများကြီးလည်းမမှတ်မိမှလည်းစိုးရယ်ပေါ့နော်။ကဲဒီလောက်ပါပဲအားလုံးပဲပိုင်ပါရှင်။